ေးကြီးရွာနေတဲ့ညတညမှာမြို့လေးရဲ့အစွန်ကအိမ်ဟောင်းတစ်လုံးထဲမှာလူတယောက်သေဆုံးနေတယ်ဆိုတဲ့သတင်းကစုံထောက်ကူမောင်ထွန်းစီရောက်လာတယ်။သူ့ရဲ့အဟောင်းဖုံးကတုံခါလာတော့အိယာတဲကနေထလိုက်ပြီးမျက်မှန်ကိုလှမ်းတက်လိုက်တယ်။ဒီလိုမိုးရမာတော့ငြင်းချမ်းမှုမရှိဘူးပဲလို့ရေရွရင်းမိုးကအင်းကြီးကိုဝစ်လိုက်တယ်။ ဖြစ်ရနေရာကိုရောက်တော့အိမ်ထဲမှာအသက်50အရွယ်အမျိုးသားတယောက်ကျန်းပြင်ပေါ်မှာလဲနေတယ်။သူ့ဘေးမှာသွေးစရစီးကျနေပြီးလက်ထဲမှာကျိုးနေတဲ့ဖန်ခွက်တစ်ခုကိုကင်ထားတယ်ကိုမောင်ထွန်းကလက်အိတ်ဆုပ်ပြီးအလောင်းကိုစစ်ဆေးတယ်။ဒံယာကဓားနဲ့ထိုးခံရတာလို့မဟုတ်ဘူး။ဒါပေမဲ့သွေးတွေဘယ်ကလာတာလဲလို့တွေးရင်းအနီးနားကိုတေချာကြည့်တယ်။စုံစမ်းရင်းအိမ်ရှိကဖနက်ရာတွေကိုသတိထားမိတယ်။မိုးရွာနေတာကြောင့်ရေထဲမှာရောနှောနေပေမဲ့ နှစ်ရာတစုံကအိမ်ထဲကနေအပြင်ကို ထွက်သွားတဲ့ပုံစံပဲဒါကတန်နီယာရှိသူရဲ့လမ်းကြောင်းဖြစ်နိုင်တယ်လို့မှတ်ချက်ပြုပြီးဓာတ်ပုံရိုက်ထားလိုက်တယ်ပြီးတော့အိမ်ထဲကအမိုက်ပုံးထဲမှာဆွန်းထင်းနေတဲ့လက်တော့ပေါ်ဝါတစ်ထည်ကိုတွေ့တယ်အဲ့ဒါကိုတေချာထုတ်ပြီးတက်တေအဖြစ်တင်ထားလိုက်တယ် နောက်တစ်နေ့မှာကိုမောင်ထွန်းကအိနီချင်းတွေကိုမေးမြန်းတဲ့တယောက်ကမင်းညားကမိုးတန်ကြားထဲမှာအော်တန်တစ်ချက်ကြားလိုက်တယ်ဒါပေမဲ့အိပ်ပျော်သွားလို့မထူးခြားဘူးထင်ခဲ့တာလို့ပြောတယ်နောက်တစ်ယောက်ကတော့အိန်ရှေ့ကလူတယောက်ပြေးထွက်သွားတာမှန်ပြတဲ့ငါနေမြင်လိုက်တယ်လို့ထွက်ဆိုတယ် တက်သေးတွေကိုစူဆောင်းပြီးကိုမောင်ထွန်းကဖန်ခွက်ကျိုးနဲ့လက်တုပ်ပေါ်ဝါကိုတခွဲခန့်ပို့တယ်ရလက်ထွက်လာတော့ဖန်ခွက်မှာအစိတ်တက်တမျိုးရှိနေပြီးလက်တုပ်ပေါ်ဝါဘောကသွေးကတေဆုံးသူရဲ့ဟာမဟုတ်ဘူးဆိုတာတီးလိုက်ရတယ်ဒီတော့ဒီလူကအစိတ်တောက်ပြီးတေတာမဟုတ်ဘူးတယောက်ယောက်ကတက်ပြီးအစိတ်တောက်တယ်လို့ဟန်ဆောင်ထားတာလို့ကောက်ချက်ချလိုက်တယ် နောက်ဆုံးဖက်နဲ့ရာကိုခြေရာခံရင်မြို့တွေကဆိုင်တဆိုင်မှာအလုံးလုံးတဲ့လူငယ်တယောက်စီရောက်သွားတယ်။သူ့ဖက်နဲ့ကအိမ်ကရာနဲ့တူညီပြီးလက်တုပ်ပေါ်ဝါဘောကသွေးကလည်းသူ့ဟာနဲ့ကိုက်ညီတယ်စစ်စေးမေးမြန်းတော့အဲ့ဒီလူငယ်ကတေဆုံးသူရဲ့တူဖြစ်ပြီး အမွေညင်းပွားမှုကြောင့်တက်ခဲတာကိုဝန်ခံလိုက်တယ်။ကိုမောင်ထွန်းကဖြစ်ရက်ကိုမှတ်တမ်းတင်ရင်တွေးလိုက်တယ်။မိုးရွာတဲ့ညတွေက မျိုးဝဲချက်တွေကိုဖုံးကွယ်ဖို့စ조사ပေမဲ့အမှန်တရားကိုဖော်ထုတ်ဖို့ငါရှိသေးတယ်လို့ဒီဝိထုတိုလေးမှာစုံထောက်တယောက်ရဲ့တဲလွန်စတွေကိုစူးစမ်းမှုတက်တေစူးစောင်းမှုလူတွေကိုမေးမြန်းမှုနဲ့နောက်ဆုံးအမှုကိုဖော်ထုတ်ပုံကိုရေးသားထားပါတယ်